င်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အင်စီကတောင်းကလာကျော်သူ18လမ်းမှာရှိရဲ classic ဆန်ဆန်အင်အဖြူရောင်လေးတစ်လုံးအင်စီလိုက်ပြပေးမှာပေါ့နော်အင်အင်လေးကကြတော့အင်စီအခုနောက်မှမြင်နေရတဲ့ဒီအင်အဖြူရောင်တက်တန်လေးပေါ့ဒီအင်လေးကိုကြတော့အင်စီကို future မြန်မာ construction ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပေးထားတာဖြစ်ပြီးတော့သူ့ရဲ့ခြံအကျယ်လေးကအင်စီက20 60ရှိရဲပေါ့နော်အဲ့20 60ပေါ်မှာမှသူကအင်ကျယ်လေးကို18 50တယူပြီးဆောက်ပေးထားတာပေါ့အင်လေးကလေအပြင်းအဖြတ်သွားတာနဲ့တော့သူ့အင်ရဲ့အယောင်ဖြူဖြူဆွဆွအယောင်လေးနဲ့လုံးဝထင်းထင်းလေးလေးဖြစ်နေရဆိုတော့အင်စီကိုအထဲမှာရောဘယ်လိုမျိုး structure လေးရှိမလဲဆိုတော့အင်စီနဲ့တူချက်သွားကြည့်အောင်နော် ကဲအင်စီကို channel ကိုရောက်ပြီဆိုရင်သူကလေအင်ရှိမှာ champion ရဲ့ space လေးကိုအင်စီကားနှစ်စီးစာလောက်ဆက်အောင်လို့ပေါ့နော် parking space ကျကျက်လေးယူပေးထားတယ်။အင်ရဲ့ပုံစံလေးကသူက classic ပုံစံလေးဖြစ်တာဆိုတော့အင်ပုံစံလေးနဲ့လိုက်သွားအောင်သူ့ရဲ့စင်ဝင် design လေးကိုလည်းလေ classic ဆန်ဆန်အဖြူရောင်လေးရဲ့ရွှေလောင်ငွေလာလေးတွေတုံးပြီးတော့သူလှဆင်ထားတာကိုတွေ့ရတယ်ရှင်။ပြီးတော့ပို့ပြီးတော့ညဘက်မှာလင်းသွားအောင်ဒီမှာမီးပွင့်လေးတွေပါသူများများလေးထပ်သုံးထားတာကိုအင်စီကိုတွေ့ရတယ်ပေါ့နော်။ဒါကတော့စင်ဝင် design လေးပေါ့။ပြီးတဲ့ခါကျတော့အင်အဝင်လေးမှာပို့ပြီးတော့လှသွားအောင်လို့သူပန်းလေးတွေနဲ့ decorate လုပ်လို့ရအောင် flat box လေးတွေပါနှစ်ခုထပ်ထားပေးထားတာကိုအင်စီကိုတွေ့ရတယ်။ပြီးတော့ ော့အိမ်လေးပုံမြင့်သွားအောင်လို့ရှိမှအဲဖနှက်ချွတ်နေရာလေးမှာသူကလှေကားလေးနှစ်ဆင့်မှာထပ်ထုတ်ပေးထားသေးတယ်။ဆိုတော့ဒါအိမ်ရှိအလှလေးပေါ့နော်။အထဲမှာရောဘယ်လိုမျိုး structure လှလှလေးရှိမလဲ။အိမ်စင်းနဲ့တူတူတစ်ချက်လိုက်ခဲ့ပြီးရောနော်။ ကဲအိမ်ကျိုးအိမ်ထဲဝင်လာလိုက်ပြီဆိုရင်သူကလေအိမ်ရှိတကားလေးကို safety အတွက်ပေါ့နော်တံမန်းတစ်ထပ်ပြီးတော့အထက်က main door ကိုကြာတော့ကျွန်းတကားလေးသုံးထားတာအိမ်ကျိုးတွေ့ရတယ်ပေါ့နော်ဒါအဝင်လေးပေါ့ဝင်ဝင်လိုက်ချင်းမှာအိမ်ကျိုးအရင်ဆုံးတွေ့ရမှာကတော့ဒီအိမ်ရဲ့ air gun လေးပေါ့နော် air gun ရဲ့ floor တစ်ခုလုံးကိုကြာတော့အိမ်ကျိုးကျွန်းပါကေသူအပြည့်ခင်ပေးထားတယ်အဲအယောင်လေးလည်းတော်တော်လေးလှတယ်ကျွန်းရောက်ပြီးမယ်နော်တက်တောက်လေးပေါ့ပြီးတဲ့ခါကျတော့အိမ်ရဲ့အထက်အယောင်ကြာတော့လေအိမ်အပြင်အယောင်လိုပဲ match ဖြစ်အောင်လို့သူကအဖြူဆွတ်ဆွတ်လေးကိုသုံးထားတာကိုတွေ့ရတယ်ဒီအဖြူအောင်လေးကြောင့် air gun လေးကပို့ပြီးတော့လင်းသွားတယ်ပေါ့နော်အဲ့ဒါပြင်ကိုသူကဒီ ceiling မှာ ိုရင်လည်းမီးဖွင့်များများလေးရေနဲ့ပြီးတော့ပို့ပြီးတော့အေဂန်လေးထည့်ဝအောင်လို့ခေါင်းကျွစီလင်ဒီဇိုင်းလေးအင်ဂျီကိုဖော်ထားတာကိုတွေ့ရတယ်ရှင့်အဲ့ဒါအပြင်ကိုအပြင်ကဒီတဘာဝအလင်းရောင်ပုံဝင်အောင်လင်းဝင်လေးထွက်ပိုကောင်းအောင်လို့ဒီမှာဆိုရင် PPC slide window လေးတွေတုံးထားတာကိုတွေ့ရတယ်ပေါ့နော် window အကြီးစားတုံးပေးထားတယ်ပြီးတော့ window တိုင်း window တိုင်းမှာအင်ဂျီကို save ပြီးတော့တန်ပန်းအဖြူလေးပါထပ်ပြီးတော့ကန်ပေးထားတာကိုအင်ဂျီကိုတွေ့ရတယ်ရှင့် space လေးလည်းတော်တော်ကျယ်တယ်ပေါ့နော်ဒီအေဂန်လေးရာလေး အခန်းလေးပြီးသွားပြီဆိုတော့ဒီအောက်ထပ်မှာဆိုရင်သူကနောက်ထပ်အခန်းလေးနှစ်ခန်းရှိသေးတယ်။အင်ဂျီပထမဆုံးအခန်းလေးကိုသွားကြည့်အောင်နော်။ကဲအင်ဂျီတို့ပထမဆုံးအခန်းလေးကိုဝင်မကြည့်ခင်မှာသူကလေဒီအခန်းရှိရလျှောက်လန်းလေးမှာခရီတာလေးမှာပေါ့နော်။ space လေးတော်တော်လေးအပိုနေရာလေးကိုတွေ့ရတယ်။ဒီနေရာလေးမှာအင်ရှင်ရဲ့ idea တိုင်းသူလှတယ်လို့လေးလေး degrade လုပ်လို့ရတယ်ပေါ့နော်။ bookshelf လေးပဲထားထား။ space လေးတော်တော်လေးအကျယ်လေးထားပေးထားတယ်။ဆိုတော့အင်ဂျီနဲ့တူတူပထမဆုံးမြင်ရတဲ့အခန်းလေးကိုတူတူသွားကြည့်အောင်နော်။ကဲအင်ဂျီတို့ဒီခန်းလေးကကြတော့ single ခန်းလေးဖြစ်မယ်ပေါ့နော်။ ယ်အောက်ထပ်မှာရှိတာဆိုတော့ဒီခန်းလေးရဲ့တကားလေးကိုကြာတော့သူက mystery door လေးသုံးပေးထားတယ် safety အတွက်တော်တော်လေးကောင်းတယ်ပေါ့အဲ့ဒါပြင်ကိုသူ့ရဲ့ floor လေးကကြာတော့ insulation နဲ့မတူဘဲနဲ့ spc floor လေးသုံးပေးထားတယ်အရင်လေးကတော့ကျွန်းရောင်လေးပဲအဲပိတ်တင် color လေးကိုကြည့်မယ်ဆိုရင်လည်းခုနအတိုင်းပဲအဖြူစွတ်စွတ်လေးကိုသုံးထားရဆိုရင်လည်းခန်းလေးကလေးလေးလေးနဲ့အရင်လှတယ်ပေါ့နော်အဲ့ဒါပြင်ကိုမှထပ်ပြီးတော့သူ natural light လေးဝင်အောင်လို့ဒီမှာအာ ppc window လေးကိုပဲသူထပ်ပြီးသုံးပေးထားတယ်တံပန်းလေးလည်းပါတယ်ဝင်လို့ကြည့်ကြည့်လေးဆိုတော့အနည်းအောင်ပုံဝင်တယ် ော်ပြီးတော့ simple ဆန်ဆန်လေးပဲသူကရိုးရိုးရှင်းရှင်းလေးပဲအပေါ်မီးဆိုင်မှာဆိုလို့ရှိရင်လည်းအဲဒီမီးပွင့်လေးကိုပဲជីជីလေးတုံးပေးထားတာပေါ့နော်တလုံးနဲ့တက်ထားတာကိုတွေ့ရတယ်အဲ့အလင်းနဲ့တော်တော်လေးဒီခန်းလေးကလင်းနေရပေါ့ဆိုတော့အဲ့ဒီတော့ဒါကဒီအိမ်ရဲ့ဖမဆုံး single ခန်းလေးဆိုတော့အဲ့ဒီခုမှ kitchen လှလှလေးရှိတယ်အဲ့ဒီနဲ့တူတူ kitchen လေးလိုက်ကြည့်ပေးပါနော်ကဲအဲဒီ kitchen လေးတွေကိုရောက်ပြီပေါ့နော်သူက kitchen space ကလေသူက dining နဲ့ kitchen နဲ့ ်ဆက်ထားတာဖြစ်မယ်ဆိုတော့ space လေးတော်တော်လေးကျယ်တယ်ပေါ့တကားကိုကြတော့ mystery doll လေးပဲတုံးပေးထားတယ်အဲ့ဒါပြင်ကိုဒီ kitchen ရဲ့ floor ကိုကြတော့ ACO အရှိကအရောင်လေးနဲ့တူအောင်ရှိမှာကျုံးပါကေဆိုတော့သူကဒီမှာကျုံးရောက်ကျွေပြားလေးခင်းပေးထားတယ်ပေါ့နော်ဆိုတော့ဒါက floor လေးရှိမယ်ပြီးရခါကြတော့ kitchen corner လေးကိုလည်းသူကအဖြူရောင်ကျွေပြားလေးကိုပဲတုံးပြီးတော့ကပ်ပေးထားတယ်အဲ HMI ရဲ့ idea အတိုင်းပဲပေါ့နော်ဖြူလေးတွေပဲတုံးထားတာပိတ်တင်ဆိုရင်လည်းအဖြူရောင်လေးပဲဆိုတော့ kitchen လေးကလင်းလင်းတိတိလေးနဲ့လှလှလေးဖြစ်နေရအဲ့ဒါပြင်ကို ACO လေဝင်လေထွက်ကောင်းအောင် lighting ပုံဝင်အောင်လို့ window ကိုလည်းသုံးခုပဲဒီမှာထပ်ပြီးထည့်ပေးထားတယ် S1 SPC တွေပဲပေါ့နော်အဲပြီးတဲ့ခါကျတော့ AGO common အဲရေချိုကန် toilet လေးရှိတယ်ဆိုတော့ AGO ကြည့်မယ်နော်ဒီမှာဆိုရင် AGO toilet လေးရှိမယ် toilet လေးရဲ့ basin တစ်သိလေးရဲ့ရှိမယ်ကြွပြားကြီးပြည့်တုပ်ပေးထားတယ်အပေါ်မှာဆိုရင်လည်း absorb fan တွေပါတယ်ရှက်တာလေးတွေရောပဲဆုံးပါတယ်ဆိုတော့ဒါလေးက toilet ပြီးတော့ခါကျတော့ AGO အော်ဒီမှာရေချိုကန်လေးရှိမယ်ပေါ့နော်ဆိုတော့ဒါလေးက kitchen မှာရှိတယ် common ban WC လေးရှိမယ်ပြီးတော့ AGO နောက်ဖေးကိုထွက်တဲ့တကားကိုဆိုရင်လည်း AGO က safety အတွက် mystic နဲ့ဒီမှာတန်ပန်းလေးပါထပ်ပြီးတော့ကပ်ပေးထားတယ်ပေါ့ ဒါက ASIO ဒီအိမ်လေးရဲ့ kitchen ဖြူဖြူလှလှလေးပေါ့ဆိုတော့ ASIO အပေါ်မှာလည်းအခန်းလေးအများကြီးရှိသေးတာဆိုတော့ ASIO နဲ့တူချက်လိုက်ကြည့်ပြီးတော့နော်ကဲ ASIO အပေါ်တကအခန်းလှလှလေးကိုကြည့်ဖို့ဆိုရင်ဒီလေကားလေးကနေတော့အောင်ပါပေါ့လေကားဒီဇိုင်းလေးရကြတော့လေသူကကျွန်းလျံလေးကိုအဲဟော်လိုလေးနဲ့ရော ရဲ့ပေါ့ဟောလိုဒီဇိုင်းလေးဆိုလို့ရှိရင်လည်းလေသူကအဖြူရောင်လေးနဲ့ရွှေရောင်လေးကိုဖောက်ထားတာပေါ့ဒါကတော့အင်ရှင်မရဲ့ idea တိုင်းဖြစ်မယ်ပေါ့နော်ရွှေလေးနဲ့အဖြူလေးနဲ့ဆက်ထားတာဆိုတော့လေးလိုက်ပြီးရခါကျတော့လှေကားမှာ lighting လေးပုံဝင်အောင် ICO ဒီမှာဆို window နှစ်ခုလောက်ထပ်ထားပေးတာကိုတွေ့ရတယ်တန်မန်းလေးတွေကိုလည်းဒီဇိုင်းစမ်းလေးပေါ်ပေးထားတယ်ဆိုတော့ဒါကလှေကားလေးရဲ့အလှလေးပေါ့ဆိုတော့အပေါ်ကအခန်းလက်လက်လေးအတူတူ IC နဲ့တော့ကြည့်အောင်နော် ီကိုဒုတိယတက်လို့ရောက်ပြီပေါ့နော်ဒီဒုတိယတက်ရဲ့ floor layer ကြတော့လေသူကအောက်ကနေမတူဘဲနဲ့ SPC လေးကိုတုံးထားတယ်။ SPC ကိုမှကျွံ့ရောင်လေးပဲတုံးထားတယ်။ကျွံ့ရောင်လေးနဲ့သူ့ရဲ့ painting color အဖြူစွတ်လေးနဲ့အရင်လိုက်တယ် ဲ့တော့အရင်ဆုံးအကြိမ်တွေ့ရမှာတော့ဖျားကန်းလေးပေါ့နော်ဖျားကန်းကကြတော့ space လေးလည်းတော်တော်လေးကျယ်တဲ့အပြင်ပေါ်မှာအလင်းရောင်လေးလည်းဝင်နေတော့လေဖျားကန်းလေးကလင်းလင်းတိတိလေးနဲ့တက်ပယ်နေတာပေါ့နော်အဲဒီ window တွေအများကြီးသုံးထားတာကိုတွေ့ရတယ်ပြီးတော့ window တိုင်း window တိုင်းမှာသူ safety အတွက်ပေါ့နော်တန်ပန်းလေးတွေပါထပ်ပြီးတော့ကန့်ထားပေးတယ်အဲ့အပြင်ကိုပို့ပြီးတော့ဖျားကန်းထက်ထဲဝါလေးဖြစ်သွားအောင်လို့ ISO ဒီ ceiling မှာဆိုလို့ရှိရင်လည်းမီးပွင့်တွေအများကြီးသုံးမိထားတယ် light tree လေးလည်းထည့်ထားတယ်အဲ့အပြင်ကိုအလယ်မှာမီးဆိုင်လှလှလေးလည်းသူသုံးမိထားတော့တွေ့ရတယ်ဖျားကန်းလေးကဒီမီးဆိုင်လေးကြောင့်ပို့ပြီးတော့တက်ပယ်သွားတာပေါ့နော် ပြင်အင်ဂျီတို့ဒီကနေဒီ window လေးကနေကြည့်မယ်ဆိုလို့ရှိရင်လေရှေ့မှာ runner အကျယ်လေးတစ်ခုရှိရတော်တော်လေးလာတယ်အင်ဂျီကကနားလေးအောက်ကနေပြီးတော့အင်ကိုလှမ်းကြည့်ရတဲ့အခါမှာမြင်ရတဲ့ runner အလှလေးပေါ့ဆိုတော့အင်ဂျီအဲ့ runner လေးကိုလိုက်ပြပေးမယ်နော်လိုက်ကြည့်ပေးပါဦး runner မထွက်ခင်မှာဆိုရင်လည်းဒီမှာတကားကိုနှစ်ဆင့်လှုပ်ထားတာကိုတွေ့ရတယ်။ safety အတွက်တန်မှန်းတစ်ဆင့်ပြီးတော့ကျွန်းတကားရင်ခွဲလေးသုံးထားတာကိုတွေ့ရတယ်ဆိုရင်ဒီလိုအပြစ်တစ်ချက် ကဲအေဂျီကို Asia runner လေးကိုရောက်ပြီပေါ့နော်ဒီ runner လေးကလေ space လေးလည်းတော်တော်လေးကျယ်တယ်ပြီးတော့သူကအဖြူရောင်လေးဆိုတော့လေအောက်ကနေလန့်ကြည့်ရင်တော့လင်းထင်းထင်းလေးဖြစ်နေတာပေါ့ပြီးရခါကျတော့သူကအပြင်းနေမြင်လောက်အောင်လို့ဆိုပြီးတော့ဒီတန်မန်းလေးတွေကိုကျတော့ရွှေရောင်လေးနဲ့ထပ်ကန်ထားတယ်ပြီးတော့ဒီမျက်နှာစာလေးကိုဆိုလို့ရှိရင်လည်းရွှေလောင်ဝေလာလေးရယ်အဖြူရောင်လေးရယ်ပြီးတော့ wall lamp လေးနဲ့ပါထပ်ပြီးတော့အလှဆင်ထားရယ်ပေါ့နော်တော်တော်လေးလာရယ်ဒီ design လေး ီးရခါကြအေးစိုးထူးထူးခြားခြားလေးဒီပုံမှာဆိုရင်လည်းသူကစီလီဒီဇိုင်းလေးကို eco wood လေးရဲ့ပြီးတော့မီးဆိုင်လေးရဲ့ထည့်ထားတာကိုတွေ့ရတယ်။ဆိုရွှေလာငွေလာလေးနဲ့လည်းတော်တော်လေးလိုက်ဖက်တယ်။အဖြူအောင်လေးနဲ့လည်းလိုက်တယ်ပေါ့။ဒီအေးရဲ့ theme လေးအတိုင်းပဲပေါ့နော် classic လေးဖြစ်နေတာပေါ့။အေးစိုးဟိုဘက်ဒီဘက်မှာဆိုလို့ရှိရင်လည်း lamp လေးနှစ်ခုထပ်ထပ်ထားတွေ့ရပေါ့နော်။ညာဘက်ကျရင်အနင်းအောင်လေးရအောင်လို့ အထဲမှာကဖျားခန်းရှိရဆိုတော့လေဒီရှင်းမှာလာပြီးတော့ဖျားပန်းလဲရပဲဖြစ်ဖြစ်တခုစေးကြောတာပဲဖြစ်ဖြစ်လုံးလို့ရအောင်သူဘေးစင်လေးပါထပ်ပြီးတော့ကတ်ထားအောင်တွေ့ရတယ်ပေါ့နော်ဆိုတော့အင်ဂျီဒါလေးကဒုတိယလက်မှာရှိရဲအဲဝန်နာအကျယ်လေးပေါ့ဆိုအင်ဂျီအထဲမှာလည်းလေအခန်းလက်လာလေးရှိသေးရဆိုတော့အင်ဂျီနဲ့တူလိုက်ကြည့်ပေးအောင်နော်အင်ဂျီတို့ထမဆောင်ခန်းလေးကိုရင်းဆုံးကြည့်အောင်နော် ဒီခန်းလေးက single ခန်းလေးဖြစ်မယ်ပေါ့သူက single bedroom အခြေအတိုင်းပဲဆိုတော့လေအင်းစုခန်းတကားတွေအကုန်လုံးကတော့ mystery doll လေးတုံးထားတာကိုတွေ့ရတယ်ဒီခန်းလေးရဲ့ထူးခြားချက်ကကျတော့အင်းစုကို painting color လေးကိုသူကလေပန်းရောင်လေးတုံးထားတာပေါ့နော်ကြည့်ရတာဒီခန်းမှာ main ကလေးနေမှာဖြစ်မယ်ချစ်စရာလေးခန်းလေးကလေပန်းရောင်လေးတုတ်ပေးထားတယ်အဲ့ဒါအပြင်ကောင်မှဒီ ceiling design လေးဆိုရင်လည်းတော်တော်လေးချစ်စရာလေးအဆန်းလေးပေါ့ဒီမှာ rainbow လေးရေနဲ့ကြယ်လေးလာလေးနဲ့ဖောင်းကျော design လေးလုပ်ပေးထားတာပြီးတော့မီးခွန်းလေးလည်းများများလေးတုံးပေးထားတယ်ဆိုတော့လေအဲ့ဒါအပြင်ကောင်ခန်းလေး lighting ပုံဝင်အောင်လို့အင်းစုအဲ window ကြီးစားလေးနဲ့ထပ်ပြီးတုံးပေးထားတယ်တခုလေးပဲ တန်ပန်းလေးနဲ့ပေါ့ဒါကအင်ဂျီယိုဒုတိယတက်မှာရှိရဲ့ချစ်စရာခန်းလေးပထမဆုံးခန်းလေးပေါ့ဥပမာလဲခန်းလေးနှခန်းရှိသေးတယ်ဆိုတော့အင်ဂျီနဲ့တူတူပတ်ကြည့်အောင်နော်ကဲအင်ဂျီယိုဒီခန်းလေးကကြတော့ဒုတိယမြောက်ခန်းလေး ဒီခန်းလေးကလေအေဂျီကုနာတော့အောက်မှာပြခဲ့တဲ့ single room လေးနဲ့တပုံစံနဲ့ပဲအဲပိတ်တဲ့ color လေးရောအပေါ်မှာတုံးထားတဲ့မီးပွင့်တစ်ပွင့်နဲ့တုံးထားတာလေးကအစားအကုန်တူတူပဲပေါ့နော် window လေးတစ်ခုပါမယ်ဆိုတော့ဒါလေးကကြတော့ simple ဆန်ဆန်လေးနဲ့လှနေတယ်နောက်ထပ်တခန်းလေးဆိုတော့အေဂျီဟိုမှာနောက်ထပ်တခန်းကျန်သေးတယ်ချက်လိုက်ကြည့်ပြီးတော့နော်အေဂျီ ဒီခန်းလေးကကြတော့ single room လေးပဲပေါ့နော် single room ကိုမှ painting color လေးတွေကလည်းဟိုဘက်ကအခန်းလေးတိုင်းပဲအဖြူရောင်လေးတုံးပေးထားတယ်ဒီခန်းမှာကကြတော့ထူးခြားတာကသူကပြတင်းပေါက်ကိုနှစ်ခုတုံးပေးထားတာပေါ့ဆိုတော့ပို့ပြီးတော့အလင်းရောင်ပုံဝင်တယ်လင်းဝင်လွထွက်ပိုကောင်းတယ်ဒီခန်းလေးကလေအဲ့ဒါပြင်ကိုဒီဘက် window လေးမှာဆိုရင်သူကအဝတ်တွေပါနေနှမ်းလို့ရအောင်လို့ဆန်းရှိပ်လေးကျိန်းထုတ်ထားတာကိုတွေ့ရတယ်ဒီဘက်မှာလေပြီးတော့နောက်တစ်ခုမတူတာကကြတော့ဒီခန်းလေးရဲ့ ceiling design လေးကကြတော့နောက်ထပ်တစ်မျိုးလေးပေါ့ဖောင်းကျ design လေးလုပ်ပေးထားတယ်ပြီးတော့ light tray လေးတွေနဲ့မြည်ခွေများများလေးတုံးပေးထားတော့ဒီခန်းလေးလည်းတစ်မျိုးလှတယ်ပေါ့နော်ဆိုတော့အာ တိယတက်မှာကသူက single bed room ၃ငန်းရှိရဆိုရင်ဒီ၃ငန်းလုံးလိုက်ပြပြီးပြီဆိုတော့အပေါ်တက်မတက်ခင်မှာအင်ဂျီဒီဘက်မှာခန်းလေးနှခန်းရှိသေးတယ်။ဘာခန်းလေးဖြစ်မလဲတော့ကြည့်ရအောင်နော်။အစီရောဒီမှာထားထားတဲ့အခန်းလေးနှခန်းကလေအဲဘန်း WC လေးဖြစ်ဖို့များတယ်ပေါ့နော်ဒီဒုတိယတက်မှာကကြာအစီရော single room လေးတွေကြီးပဲရှိရဆိုတော့တို့တို့အတွက်ဒီမှာအခန်းလေးထုတ်ပေးထားတာပေါ့ဆက်ကြည့်ကြည့်လိုက်နော် ီဟာလေးကကျတော့အင်စီကိုရေချိုခံလေးပေါ့ရှာဝါဟက်ပါမယ်ရှက်တာလေးလည်းပါတယ်ပြီးတော့ရေချိုခံကိုတဝက်ထီသူကကြွေပြားလေးကတ်ထားအောင်ဆိုတွေ့ရတယ်ရှင်ဒါလေးကကျတော့အာရေချိုခံလေးဖြစ်မယ်ဒါလေးကကျတော့တိုင်းလက်လေးပေါ့နော်တိုင်းလက်လေးပါမယ်ပေါ့တိုင်းလက်မှာဆိုရင်လည်းသူအဘဆော့ခံလေးပါတက်ပေးထားအောင်တွေ့ရတယ်ခုနကရေချိုခံလေးတိုင်းပဲကြွေပြားလေးကတ်ထားတယ်ပြီးတော့ဖေးစင်လေးတစ်ခုလည်းပါတယ်ဒီဒုတိယတက်ကသူတွေသုံးလို့ရအောင်လို့ပေါ့နော်ဆိုတော့အင်စီတို့ဒုတိယတက်မှာရှိရဲ့အခန်းလေးတွေကတော့အကုန်လုံးပြီးသွားပြီဆိုတော့အပေါ်တက်ထက်ကြံသေးရဲ့အင်စီနဲ့တူပေါ်တက်ကိုလိုက်ကြည့်ပြီးတော့နော် အင်ဂျီယိုဒီအိမ်လေးရကြောက်လေးသူကနှစ်ထပ်ခွဲဒီဇိုင်းလေးဖြစ်တာဆိုတော့ဒီ border လေးမှလည်းအခန်းလေးရှိသေးတယ်လို့ပြောရဲအဲ့အပြင်ကိုဒီအပေါ်တက်လာတဲ့နေရာလေးမှလည်းသူကလေ window လေးထပ်ပြီးတော့တုံးပေးထားတော့လေအိမ်လေးကဖြူဖြူလေးလေးလေးဖြစ်နေတာပေါ့နော်လေဝင်လေထွက်လေလည်းတော်တော်လေးကောင်းတယ်ဆိုတော့အင်ဂျီယိုအဲ့ခန်းလေးကိုသူကြည့်ရအောင်နော် ချို့ထားကအထင်ကြီးရဲ့အပေါ်ဆုံးထက်လေးပေါ့နော်ဒီထက်လေးကကြတော့ဒီလေဝင်လေးထက်လေးတော်တော်လေးကောင်းတယ်အဲ့ဒါပြင်ဦးမှာဒီဇိုင်းလေးကလည်းအဆန်းလေးပေါ့ तू ကဒီဘက်မှာ render ရှိမယ်အနောက်မှာကျတော့အခန်းတစ်ခန်းရှိတယ်အဲ့ကြားထဲမှာမှာ तू က space အပိုလေးယူထားတာပေါ့လေဝင်လေးထက်လေးတော်တော်လေးကောင်းတာဆိုတော့ဒီနေရာလေးမှာအာအိတ်ရှင်လေးပေါ့နော်ခုံလေးချပြီးတော့နေကင်းလေးလည်းစာဖတ်တာပဲဖြစ်ဖြစ်ညာဘက်ဆိုဒီမှာမုတ်စားတာမျိုးပဲဖြစ်ဖြစ်လုံးဝလည်းတော်တော်လေးကောင်းမဲ့နေရာလေးပေါ့ relax လုပ်လို့ရတယ်ပေါ့နော်ဆိုတော့အိတ်ရှင်နဲ့တူတူဒီဘက်ခန်းလေးသွားကြည့်ရအောင် ီခန်းလေးကိုဝင်ဖို့ကြတော့အင်ဂျီတို့ကဒီ man slide door လေးကနေဖြတ်ပြီးတော့သွားရမယ်ပေါ့နော် slide door လေးတော့ထားတာကိုတွေ့ရတယ် ဒီခန်းကလေတော်တော်လေးလက် space ကျဲတယ် master bedroom ဆိုတော့လေအဲ့ဒါပြင်ကိုသူကအောက်ကခန်းနေနဲ့မတူဘဲနဲ့ဒီ floor လေးကိုကြာတော့ SPC ခဲရောင်လေးတုံးပေးထားတယ်အရှင်ရဲ့ customer အတိုင်းပေါ့နော်ခဲရောင်လေးနဲ့အဖြူလေးလေးနဲ့တော်တော်လေး match ဖြစ်တယ်အဲ့ဒါပြင်ကိုသူကအောက်ကခန်းနေနဲ့မတူဘဲနဲ့ window ကိုလည်းပို့ပြီးတော့များများလေးတုံးထားတာကိုတွေ့ရတယ်အေးအပေါ်ဆုံးထက်ဖြစ်တဲ့အခါကျတော့လေအလင်းရောင်လေးဝင်တယ်လေဝင်လေးထွက်လည်းတော်တော်လေးကောင်းတယ်ပို့ပြီးတော့လင်းဝအောင်ကြာတော့ engine ရောအိမ်ဖြူလေးပြင်ကိုမှသူကမီးပွင့်များများလေးတုံးပေးထားတယ်ဆီလင်ဒီဇိုင်းလေးဆိုလို့ရှိရင်လည်းဖောင်ကျွက်လေးနဲ့အသေးပုံလေးဒီဇိုင်းလေးလုပ်ထားတော်တော်လေးလှတယ်ပေါ့နော် ဆိုတော့ဒီကအပေါ်ဆုံးတက်မှာရှိရဲ့ master bedroom master bedroom ဆိုတော့အဲဒီကို band wc လေးနဲ့ပါမှာပေါ့ဆက်ဝင်ကြည့်ရအောင်နော်ဒီ master bedroom လေးရဲ့ band wc လေးလဲ space လေးတော်တော်လေးကျဲတယ်။တောင်ကျိုးပုံစံလေးလောက်ထားဖို့သူက shower hat ပါမယ် toilet လေး wc လေးပါမယ်ပြီးတော့အောက်ကအာဒီ bedroom နေအတိုင်းပဲပေါ့ခြေပြားလေးကတ်ထားတာဆိုတွေ့ရတယ်ရှင့်။ဆိုတော့ဒါက band wc လေးပေါ့နော်။ဆိုတော့တော်တော်လေးလေဒီခန်းလေးကို easy တော်တော်လေးကျိုက်တယ်။ရှင်းရှင်းလေးလေးနဲ့အပေါ်ဆုံးတက်လေးမှရှိနေရဆိုတော့လေဝင်လေးထွက်လေးလည်းတော်တော်လေးကောင်းနေပေါ့။ ကျုပ်ဟိုမှာ runner အကျယ်လေးလက်ရှိသေးရယ်ဆိုတော့ internet တူ runner လေးချက်ပတ်ကြည့်မယ်နော်ဒီထက်မှာကကြတော့ခုနက master baron လေးရယ်ဒီမှာကကြတော့ runner အကျယ်ကြီးရှိရယ်ပေါ့ဒီ runner ရဲ့ design လေးကကြတော့ AC ခုနကအောက်မှာပြခဲ့တဲ့ runner လေးနဲ့အတူတူပဲဒီရှစ်မှာ white ကလေးလောက်ထားတာရောပြီးတော့ဒီသူ့ရဲ့တန်မှန် design လေးတွေရောပေါ့နော်အကုန်အတူတူပဲအဖြူလေးနဲ့ဒီရဲ့အဲဒီကြွေပြားရောင်လေးဆိုလည်းအဖြူရောင်လေးနဲ့တော်တော်လေး match ဖြစ်တယ်ဒီနေရာလေးကလေ ကျဲလဲကျဲတယ်လေဝင်လေထွက်လဲတော်တော်လေးကောင်းတာဆိုတော့ဒီနေရာလေးမှာခုနအစီပြောခဲ့တယ်လို့ပဲအင်ရှင်မတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီမိသားစုနဲ့အတူတူထွက်ပြီးတော့ chill မယ် relax လုပ်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကောင်းတယ်ပြီးတော့ဒီဘက်မှာဆိုရင်အစီကိုညာဘက်ပို့ပြီးတော့လှသွားအောင်လို့ lamp လေးတွေပါများများလေးထပ်ပြီးတော့ထည့်ပေးထားတယ်အဲ့ဒါအပြင်ကို basin လေးပါထပ်ပြီးတော့တိတိလေးထပ်ထည့်ထားတာကိုတွေ့ရတယ် convenience ဖြစ်တယ်ပေါ့နော်တကူဆိုဒီမှာထပ်ပြီးတော့အသုံးပြုလို့ရတယ်ဆိုတော့လေဆိုတော့ဒါကကြတော့အစီတို့တတိယမြောက်ထပ်မှာရှိတဲ့ runner အကျယ်ကြီးဆိုတော့အစီတို့ ဒီပေါ်မှာလေ rules လက်လက်လာလေးထပ်ပြီးရရှိသေးတယ်အစ်စနဲ့တူတက်ကြရအောင်နော် ကဲအေးဇီဒီကတော့ဒီအိမ်ရဲ့အပေါ်ဆုံး roof slat လေးပေါ့နော်ဒီ roof slat လေးကလေဒီအိမ်တအိမ်လုံးမှာအလားဆုံးနေရာလေးလို့တော့ပြောလို့ရတယ်အိမ်ကြီးကိုတော်တော်လေးသဘောကျတယ်ဒီနေရာလေးကိုသူကပုံမှန်မြင်နေကြ roof slat တွေနဲ့မတူဘဲနဲ့ဒီဇိုင်းလေးလည်းပို့ပြီးတော့ဆန်းတယ် sand box လေးလည်းထပ်ပြီးထည့်ပေးထားတယ် plant box လေးကိုမှသူကရွှေလောင်ငွေလာလေးနဲ့ပါထပ်ကန့်ပေးထားတာပေါ့နော်အဲ့ဒါကိုမှပို့ပြီးတော့မြင့်မြင့်လေးဖြစ်သွားအောင်လို့သူကလှေကားတင်လေးနဲ့ပါထပ်မြင့်ထားတာကိုအိမ်ကြီးတွေ့ရတယ်ရှင့်အဲ့ဒါပြင်ကိုပို့ပြီးတော့ညဘက်မှာလှအောင်လို့ဒီမှာ lamp လေးနဲ့ပါထပ်သုံးထားတာကိုတွေ့ရတယ်ပေါ့နော်လေလည်းတော်တော်လေးရတယ်လေကောင်းလေးတန်လေးလည်းရတာဖြစ်တဲ့အတွက် ဒီပုံမှန်တက်ပြီးတော့အေဂျင်နာပြောသလိုပဲမိသားစုနဲ့ထိုင်ပြီးတော့ချေးမယ်ဆိုရင်တော့မှပဲတော်တော်လေးလှရတဲ့နေရာလေးပေါ့နော်ကဲအေးစီတို့ဒီအိမ်လေးကိုကြတော့ future မြန်မာ construction ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပေးထားတာဖြစ်ပြီးတော့အေးစီဆောက်လုပ်တဲ့ကြာချိန်ကတော့9လခွဲလောက်ကြာတယ်ပေါ့နော်ကိုကြားစီအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တို့ဒီအိမ်လေးကိုဆက်ဆက်ဆောက်တုန်းကတော့တိန်1300ဝန်းကျင်လောက်မှရှိပြီးတော့အခုကာလပေါက်စင်းနဲ့ပြောမယ်ဆိုရင်တော့2000ဝန်းကျင်လောက်သွားပြီးတော့တန်မိုးရှိမယ်ပေါ့ ဆိုတော့အဲဒီ future map မှာကိုဆွဲရှင်ရဆိုလို့ရှိရင် NGO one stop service ပေါ့နော်အဲ customer တွေလိုချင်တဲ့ architecture design structure ပိုင်းအကုန်လုံးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲလူကြီးမင်းတို့ထဲမှာကိုယ့်ရဲ့စိတ်ကူးရတဲ့အိမ်လေးကိုပုံဖော်ဖို့အတွက်ဆန္ဒရှိနေရဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကူးရတဲ့တစ်ချက်ထဲကျတဲ့အိမ်လေးပုံဖော်ပေးနိုင်တဲ့ဒီ future map မှာမှာသွားပြီးတော့ဆက်သွယ်စုံစမ်းမေးမြန်းလို့ရတယ်ဆိုတဲ့အကြောင်းလေး NGO ကသတင်းကောင်းလေးပို့လိုက်ချင်ပါတယ်ရှင်နောက်ပိုင်းမှာလည်း NGO ကအိမ်လှလှဆန်းဆန်းလေးကိုလိုက်ပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ NGO future house page လေးကိုလည်း like and follow လေးလုပ်ထားဖို့မေးနေအောင်နော်အားလုံးပဲစုံနေတဲ့ကြည့်ပြတဲ့ကျေးဇူးများရှိတင်ပါတယ်ရှင်တတာ Thank <music> you.